chapter 7အစမှာဘူချန်းကိုတို့ကမြို့ထဲကနေလမ်းလျှောက်နေကြပါတယ်။မေးကြီးကမင်းရဲ့အတုံးမကြတဲ့ညီလေးလား။ဘာကြောင့်သူ့ကိုဒီလိုပြောကြတာလဲလို့မေးလိုက်တယ်။ချီယောဟန်ကအားလုံးကသူ့ကိုဒီလိုပြောကြတယ်။သူ့မှာစွမ်းအားတက်ဖို့အတွက်လုံလောက်တဲ့ပါရမီမရှိကြဘူး။မြင့်မြတ်တဲ့မိသားစုကလည်းမွေးဖွားလာတာမဟုတ်ဘူး။သူ့ကိုရှင်းနေခန့်ကျင်ပေမဲ့ငါလုပ်ပြီးနိုင်ရများများဆဆမရှိဘူး။လို့ပြောပြလိုက်တယ်။မင်းကြီးကတနာစရာကောင်းလေးပဲ။ဒါပေမဲ့သူ့မှာဒီလိုလှပပြီး view site တဲ့အမကြီးတယောက် ကာကွယ်ပေးရင်တော့တော်တော်ကံကောင်းတာပဲလို့ဆိုလိုက်တယ်။ကြည်ရောဟန်ကမမဟုတ်ပါဘူးတကယ်တော့တီယန်လေးကတော်တော်လေးတာဝန်ယူတတ်တဲ့ကလေးပါ။မကြခင်ကမှ သူတကိုယ်တက်ရအောင်အားစိုက်ကြိုးစားလာတယ်။မင်းကြီးကအော်သူကမကြခင်ကမှအားစိုက်ကြိုးစားလာတာလားလို့မေးလိုက်တယ်။အတုံးမကျတဲ့လူငယ်တယောက်ကတညတည်းမှာစိတ်နေစိတ်သာပြောင်းလဲသွားတယ်။ဆရာတဦးကလမ်းညွှန်နေရလား။ဒါမှမဟုတ်အတိတ်ကနေပြန်လဲမွေးဖွားလာတာလားလို့တွေးနေပါတယ်။ချီရောဟန်ကဟုတ်ကဲ့လို့ပြန်ပြေလိုက်ပြီး ူရက်တက်နေတဲ့သူ့ရဲ့စွမ်းအားတိုးတက်မှုမှာရုပ်တရက်ထိုးပေါနိုင်မှုရှိလာတယ်။ဈေးပညာနဲ့စုံစနစ်တွေမှာလည်းကြီးမားတဲ့ပါရမီကိုပြသတယ်။တခါတော့ဆရာကြီးတူဦးရဲ့အမားကိုတောင်ထောက်ပြခဲ့တယ်လို့ပြောပြနေပါတယ်။မင်းကြီးကသူပြောင်းလဲနိုင်တယ်ဆိုတာမင်းကသူ့ကို နားချခဲ့လို့ပဲ။ तू ကမင်းကိုနားလဲသွားလို့ပဲ။မင်းကသူ့ကိုတင်းတင်းကြပ်ကြပ်ဆက်ဆံခဲ့ပေမဲ့မင်းတကယ်ပဲသူ့အတွက်အကောင်းဆုံးဖြစ်ချင်တာပဲမဟုတ်လားလို့မေးလိုက်တယ်။ချီရောဟန်က तू ကငါ့ကိုနစ်သိမ့်နေရလား။ သူကငါ့ကိုဒီလောက်နားလဲမယ်လို့မထင်ခဲ့ဘူးပုံမှန်ဆိုတရံလေးတောင်ငါ့ကိုနားမလဲဘူးငါသူ့ကိုတင်းကျပ်လွန်းတယ်လို့တောင်ထင်ခဲ့တယ်ဆိုပြီးတွေးနေပါတယ်လင်းဒီရံပြောင်းလဲသွားတာတကယ်ပဲကောင်းတဲ့အရာပါသူကမထင်မရှားပါရမီရှင်တူဖြစ်ခဲ့မှာပါသူဟာရက်အနေငယ်အတွင်းမှာပဲဆရာကြီးတူရဲ့အမားကိုထောက်ပြနိုင်ခဲ့တယ်ဒီလိုပါရမီမျိုးနဲ့ဆိုရင်ဒါဘယ်လိုဖြစ်နိုင်မှာလဲသူ့မှာပါရမီမရှိတဲ့လောက်ပဲအရင်ကဆိုရင်ဝိညာဉ်ပင်ရဲ့အဆင့်ကိုတော့မကျော်ခဲ့နိုင်တဲ့သူက ဆိုပြီးပြောပြနေပါတယ်။မင်းကြီးကဝိညာဉ်ပင်လည်းအဆင့်ကိုတော့မကျော်ဖြတ်နိုင်ခဲ့ဘူးလား။ဒါဆိုသူဆေးပြားတွေကိုဘယ်လိုဖန်သီးခဲ့တာလဲ။မင်းတို့လင်မိသားစုမှာသူ့ကိုတင်ပေးခဲ့တဲ့ရှီဟောင်နီပညာတွေရှိလို့လားလို့မေးလိုက်တယ်။မင်းကြီးရဲ့စကားကိုကြားပြီးချီရောဟန်ကဒါကတော့လို့ဆိုတာတကူးကူကိုတွေးနေပါတယ်။မင်းကြီးကကြည့်ရတာချီရောဟန်ကလင်ဒီယန်ရဲ့ပြောင်းလဲမှုကိုရိပ်မိနေပြီထင်တယ်။ကန်သူချုံတဲ့သူအစ်စ်ရိတ်သိမ်းဖို့ငါမျောလင့်ထားတာတက်ပူလွယ်သွားပြီဆိုတာတွေးနေပါတယ်။ ဒီလိုနဲ့စစ်စံပေါ်လာပြီးကန်သူချုံတဲ့သူရဲ့ကန်တံဘိုးရှင်းလင်းခြင်းစီးမြင်ကန်တံဘိုးကုံသွားပြီးမှကန်သူချုံတဲ့သူကိုတတ်ပါကစနစ်မှအပူစုကြီးမြင့်မှုရရှိပါမည်မင်းကြီးရစစ်စံကြည်ကကောင်းကင်စုဟုတ်လားစိတ်ဝင်စားစရာပဲရီချမ်းကတော့ငါ့အတွက်ဗန္နာရှာနေရတော့အခုချိန်မှာတနေရာတည်းနေရမယ်ငါလင်းဒီရန်ရဲ့ကန်ကိုငါမျော်လင့်ထားတာထက်အစောပြီးရိတ်သိမ်းဖို့လိုမယ်ထင်တယ်လို့သွေးကလမ်းလျှောက်နေပါတယ်ဒီလိုနဲ့ညှောက်ရောက်သွားပြီး ်ချီယောဟန်ကမင်းကြီးရှိတဲ့အဆောင်စီလာကအရှင်ကြီးချီယောဟန်ကကိုယ်တိုင်အရှင်ကြီးအတွက်စွမ်းရည်မုတ်တွေလုပ်ပေးထားပါတယ်ညဘက်ပိုက်ဆိုင် စားလို့ရအောင်လို့ပါဒီလိုနဲ့မင်းသမီးအုံကြီးကလင်းမင်းကလေးညနေအချိန်မှအရှင်ကြီးအတွက်မုတ်တွေပို့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အရှင်ကြီးကိုစားကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါတယ်ချီယောဟန်ကရှင်ကြီးကူလို့ဆိုကဒါဆိုရင်ကျေးဇူးတင်ပါတယ်မင်းသမီးအုံကျမအရှင်ကြီးအနားယူတာမနောက်ရှက်တော့ပါဘူးလို့ဆိုကထွက်ခွာသွားပါတယ်မင်းသမီးအုံကြီးက သူကလင်ကောင်မလေးကိုတခါတွေ့ရနဲ့ချစ်စီနိုင်ခဲ့တယ်လို့ပြောနေပါတယ်။မင်းကြီးကဘာလို့လဲလို့ဆိုကမင်းမနာလို့ဖြစ်နေတယ်လားလို့မေးလိုက်တယ်။မင်းသမီးကရှက်သွားတာအရှင်ကလူဝတ်စမ်းကြယ်လွန်းတယ်။အရှင်ကိုစိတ်ဝင်စားအောင်လုပ်ဖို့ခက်ခဲမယ်ဆိုတာကျမသိရတယ်။ဒါကြောင့်ကျမမနာလို့ဖြစ်တာကဘာမှအရေးမကြီးပါဘူးလို့ဆိုကအခန်းထဲကိုဝင်သွားကအရှင်စိတ်ကြိုက်ဆိုရင်ကောင်မလေးလင်ကိုအရှင်ပေးမှထားဖို့လွတ်လပ်ခွင့်ရှိတယ်လို့ပြောလိုက်တယ်။မင်းကြီးကရယ်လိုက်တာ မင်းကလေဘယ်တော့ကစားပြီးဗဟေရီဆန်တဲ့စကားတွေပြောတတ်သွားရလေလို့ဆိုလိုက်တယ်။ချီယောဟန်ကမုတ်ပို့ပြီးအပြန့်ပါအမလို့ခေါ်တန်ကြားလိုက်တယ်။ချီယောဟန်ကတီယန်လီလာမင်းဒီမှာဘာလုပ်နေတာလဲ။လင်းတီယန်ကမင်းညနေအချိန်ထိဘယ်သွားနေတာလဲ။မင်းအရှင်ကြီးကူစီ သွားနေတာလားလို့မေးလိုက်တယ်။ချီယောဟန်ကငါဘာလို့လို့မင်းနဲ့မဆိုင်ဘူး။မင်းရဲ့စွမ်းအားတိုးတက်ဖို့ပဲအာရုံစိုက်စမ်းပါလို့ဆိုကထွက်ခွာသွားပါတယ်။လင်းတီယန်ကချီယောဟန်ရဲ့လက်ကိုဖမ်းခိုင်လိုက်ပြီးလင်းချီယောဟန်လို့ဆိုကာ ီကူမိသားစုကလူကမင်းတော့မကောင်းသူအပြင်ပန်းလဲစားမှုမယုံနဲ့လို့ပြောလိုက်တယ်ချီရောကလင်းဒီယန်ရဲ့လက်ကိုဖယ်လိုက်ပြီးဒါပါအိဘယ်ရှိလို့လဲရှင်ကြီးကနှိတ်ချရင်ကြီးပြီးစိတ်ထားပြော့ပြောင်းနေတူပါသူဘာလို့မကောင်းတာလဲမင်းကရောအရှင်ကြီးကရဲ့ဆယ်ပုံတပုံလောက်တော့ထူးချွန်ရင်ငါဒီလိုစိတ်ပူနေရမှာမဟုတ်ဘူးလို့ပြောလိုက်တယ်လင်းဒီယန်ကမင်းဘာလို့ဒီလိုမိုက်မဲနေရလဲမင်းမျက်နှာမှာမဟုတ်ဘဲနဲ့လို့ပြောလိုက်တယ်ချီရောကမင်းခုနောက်ပိုင်းဘာလို့ဒီလိုထူးဆန်းနေရတာလဲ ရှင်ကြီးကမကောင်းတဲ့သူဖြစ်နေတော်မှသူ့လိုမြင်မြင်တဲ့သူကငါစီကဗာများလို့ချင်းမှလဲမင်းကိုမင်းပြန်တုံးသက်ဖို့ကောင်းနေဆိုကထွက်ခွာပြီးပြောလိုက်တယ်။လင်းဒီယန်ကမင်းလို့ဆိုလိုက်ကကြံခဲ့ပါတယ်။ချီယောဟန်ကဒီကောင်လေးရဲ့စိတ်ဆိုးစရာသူ့စွမ်းရည်တိုးတက်မှုနဲ့အတူတိုးလာခဲ့တယ်။ငါမေ့သွားတယ်။သူဆေးရားတွေကိုဘလို့ဖန်တီးတတ်သွားရလဲလို့မေးဖို့အရင်တော့ကဆိုသူ့ရဲ့စွမ်းရည်တိုးတက်ဖို့ပြောရင်လက်တစ်ချောင်းတော့မလုပ်ခဲ့ဘူး။အခုဆိုရင်ရက်ပေါင်းများစွာပြောင်းနေတတ်ပြီ။ ူမဆရာတူဦးကလမ်းညွန်နေရလားဒါမှမဟုတ်လို့ဆိုကသွေးပြီးအနောက်ပြန်လဲကြည့်လိုက်တော့လင်းတီရန်ကပျောက်သွားကသူမထူးဆန်းစွာရက်ကြီးနေပါတယ်ဒီလိုနဲ့စစ်တန်းကပေါ်လာပြီးဂျီယောဟန်ကလင်းတီရန်ရဲ့ရုပ်တရက်စိတ်နေသဘောထားပြောင်းလဲမှုကိုတန်တရားဝင်နေပါသည်လင်းတီရန်၏ကန်တန်ဘူး90ဆုံးဆုံးသည်တင့်ကန်တန်ဘူးမှာ250ဒေါ်လာသည်မင်းကြီးကစစ်တန်းကိုကြည့်ကအရာအလုံးကငါစီစဉ်တဲ့အတိုင်းဖြစ်နေပြီလင်းတီရန်ဒီထက်ပိုပြီးတီးခတ်နိုင်မယ်မထင်ဘူး သူမကြိုက်ခင်ငါ့ကိုတိုက်ခိုက်လာမယ်ဆိုတာတွေးနေပါတယ်ဒီလိုနဲ့တောအုပ်တဲ့နေရာမှာလင်းဒီယံကအစားမှာတော့မင်းကိုဖြည့်ချင်းဖို့အခွင့်ရမရခင်စိုးုံကြီးနဲ့ရင်းနှီးဖို့အချိန်ယူဖို့အစီအစဉ်ဆွဲလာခဲ့တာဒါပေမဲ့ကုချန်းကိုမင်းရတီခနာကိုပိုင်ရှင်နဲ့လင်ချီယိုဟန်ကြားဆက်ဆံရေးကိုတင်းမာစေခဲ့တယ်မင်းပါလို့ငါ့ကိုဒီလိုလုပ်နေတာလေဒါကငါ့ကိုစိတ်ပျက်စေတယ်မင်းဒီလိုတည်ခြင်းစိတ်များနေတော့ငါကမင်းကိုကူညီပေးမယ်လို့ဆိုကလက်နဲ့မြေပြင်ကိုထိလိုက်ပြီးမော်ဆက်ဝိုင်းကိုဖန်တီးလိုက်တယ် ငါသုံးမဲ့99ပျော်ရွှင်မှုဆိုတာအစိတ်ရှိမျိုးအနှစ်သာရနဲ့သွေးသားရဲ့သုံးမျိုးဤအယိုးဖျောင်းတို့ဖြစ်ချက်ပြီးငါအသက်ကို15နှစ်နှုတ်ယူပြီးဖန်သီးထားတာကောင်းကင်မကောင်းဆိုးဝါးကျင်စာတိုက်ချင်းစတင်ပါစေဆိုကအတုံးပြုတ်လိုက်တယ်ထိုအချိန်မှာပဲမော်ဆော့ဝိုင်းကအသက်ဝင်လာပြီးမော်ဆော့ဝိုင်းတွေကနေမကောင်းဆိုးဝါးဝိညာဉ်များကမြေပြင်ကနေကောင်းကင်အထိထိုးထွက်လာပါတယ်ဒီလိုနဲ့တောအုပ်ကနေကျင်စာဆွမ်းအားအနီအောင်အလင်းသားဗဟုမျိုးရှိတဲ့ဘက်ကိုသွားနေကြပါတယ် လင်းဒီယန်ကစွမ်းအားကိုအသုံးပြုထားတာကြောင့်ပင်ပန်းနေပြီးတစ်ပင်ကိုမိကထိုင်ချလိုက်ပါတယ်။ငါမန်းထားသလိုပဲအခုချိန်မှာဒီလိုမျိုးကြိမ်စာကြီးကိုစီရင်ဖို့ငါအတွက်အရန်ခက်ခဲလို့နေ။ဒါပေမဲ့ငါကိုပိုင်ဘွားကနေ15နှစ်ကိုစတေးလိုက်တဲ့အတွက်သူကံကောင်းပြီးအသက်ရှင်ကြံရိတ်ခဲ့ရင်တော့သူ့ရဲ့ညံရင်ညံသွေးရတော့ကြံမှာမဟုတ်။ဒါကတော့ကောင်းကင်ကိုပါတတ်နိုင်တဲ့ဖျားတက်ဘရင်ကြီးဖြစ်တဲ့ငါရဲ့ပစ္စည်းကိုမထိခိုက်သင့်ပဲထိမိတဲ့အတွက်ခံစားရတဲ့အကျိုးဆက်ပဲလို့ဆိုတာ chapter 7ကဒီမှာတင်ပြီးသွားပါတယ်